မိမတူဦးသည်မတော်တဆ နှစ်ပေါင်းတထောင်ကျော်တတန်းရှိကြောင်ကျောက်တစ်ခုကိုတွေ့ရှိခဲ့သည်ဒူမကွင်းဘဲမြေကြီးကိုတူးချင်းဖြင့်စတင်ခဲ့ရာထိုကြောင်ကျောက်သည်အလွန်ကြီးမားသည်ကိုတွေ့ရှိခဲ့သည်လူလေးယောက်သည်နေ့လယ်တိုင်းအောင်စူးစားတူးဖော်ခဲ့တော့လေတဝက်တာတူးဖော်နိုင်ခဲ့သည်အထက်အချင်းရောက်တော့အခါအဘွားကပေါ်ပြားကိုတုံး၍ကြောင်ကျောက်ကိုထိခိုက်မှစိုးရိမ်သဖြင့်လက်ဖြင့်သာတူးဖော်ရန်ဆုံးဖြတ်ခဲ့ကြသည်၃ရက်၉ညအတွင်းအပီးတူးဖော်ပြီးကြောင်ကျောက်ကိုအိမ်သို့တည်ယူခဲ့ကြသည်ချက်ချင်းမင်းသူတို့သည်ကြောင်ကျောက်ပေါ်ရှိဖုံမှုန့်များကိုတန့်ရှင်းစွာထုတ်တင်ခဲ့ကြသည် ဘွားကဒီကြောင်ကြောက်သည်ရွံငွေစေတန်းခန့်ရောင်းကောင်းရနိုင်သည်ဟုပြောကြားခဲ့သည်အိမ်တော်စုသည်အကျွေးများနှင့်စင်ရဲလာသည်ထင်ဤငွေသည်အကျွေးဆက်ရန်အတွက်လုံလောက်မီဖြစ်သည်မိမသည်စိတ်လှုပ်ရှားစွာဖြင့်သူမ၏မျက်နှာကိုကြောင်ကြောက်ပေါက်ကတ်လိုက်သည် မကြမီခြေဝါသားများသည်မိမအိမ်တွင်ယရနာရှိသည်ကိုသိရှိသွားကြသည်လာရောက်ကြည့်ရှုရန်အုပ်စုလိုက်ရောက်လာကြသည်ဒီကြောက်တုံးဟာကျမမြင်ဖူးသမျှအကောင်းဆုံးကြောက်တုံးပါပဲဟု တဦးကပြောသည် ကျမအိမ်ကစပစ်သီးပုံစံကြောင်ကြောက်ခရမ်းစိမ်းလုံးတွေတောင်ဒီကြောက်တုံးလောက်မကြီးပါဘူးဟုတဦးကပြောသည်ကြောင်မြက်နယ်ဘက်ကလူကြီးတဦးသည်ကြောင်ကြောက်ကိုဝန်းယူလိုကြောင်းဖော်ပြသည်သူငဘာတုံးကပုံပင်တဖို့ကြားဘူးတယ်ဟုဆိုသည်လွန်ခဲ့သောနှစ်များမှာဘာတန်မင်းပါသည်အေကယာတန်တန်ယဒနာဆက်တက်ရန်ဖြစ်သည်ထို့ရသောမြက်ခင်းမင်းကိုဖျက်တမ်းစဉ်ရှေ့တွင်တခိုးခွေများရှိသည်ဟုကြားသည်သောမကောင်းဆိုးဝါဒများတင်းပိုက်ခြင်းမခံရစေရန်မင်းသားကကြောင်ကြောက်ကိုမြေကြီးသက်တွင်မြှုပ်ပြန်အမိန့်ပေးခဲ့သည်နောက်ဆုံးတွင်ခီးသွာအလုံးတက်ဖြတ်ခံခဲ့ရပြီးကြောင်ကြောက်သည်ကြီးရွာထဲတွင်ကြံရိပ် းခဲ့သည်အဖွားသည်သူတို့အားလုံးလိမ္မာပါဏတ်တော်လူသူများဖြစ်သည်ကိုသိရှိသဖြင့်ဇေနုမြားကိုဆက်ကူပေါ်တွင်ရေးကိုင်းသည်လူကြီးသည်သူ၏အလုပ်ဖော်များနှင့်အပြင်တို့အထက်၍ဆွေးနွေးကြသည်တို့ရသောသူ၏စိတ်ထန်းတွင်လွှဲခွက်ရှိနေသည်မိမအိမ်တော်တို့တွင်ရွံငွေတက်တန်းကျအကျွေးရှိသည်ကိုသိရှိသဖြင့်ရွံငွေတက်တက်သမ၅တန်းသာပေးရန်ဆွေးနွေးခဲ့ကြသည်ထို့နောက်ကြောင်ကြောက်ကိုသူတို့ကိုယ်တိုင်ခွဲဝေယူမိဖြစ်သည်